Hello အားလုံးမင်္ဂလာပါကျွန်တော်ကတော့လင်းထောင်ဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီနေ့ဒီလူစီစဉ်ကနေပြီးတော့တော်လန်ပြည်သူအားလုံးကိုဖိတ်ခေါ်ပါတယ်ခင်ဗျာအဲ့တော့ထုံးစံတိုင်းလူမှုကွန်ပေါ်ကထူးခြားတဲ့သတင်းတွေဗီဒီယိုတွေရုပ်သံတွေကိုတော်လန်ပြည်သူတွေနဲ့အတူတူကျွန်တော်ကြည့်ရှုဖို့ပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အတူတူကြည့်လိုက်ကြအောင်ကဲစပါ okay အဲ့တော့အာပထမဆုံးကတော့ဒါပေါ့နော်ဟိုဘာနဲ့စကြင်လဲဆိုတော့ ရိုနီတွေပေါ့နော်ခရိုနီအာတော်လိုင်းတက်တွေတော်လိုင်းလူမျိုးစုတွေပေါ့နော်လူမျိုးစုတော်လိုင်းတက်တွေတိမ့်ပိုက်ရရှိလိုက်တဲ့နေမျိုးတွေတိမ့်ပိုက်ရရှိရဲ့မျိုးတွေတိမ့်ပိုက်ရရှိရဲ့အခါမှာခရိုနီရဲ့စက်သိန်းတွေဘလို့ဖြစ်လဲကျွန်တော်တို့အဒရင်းလင်းနဲ့စာအဲ့တော့ဒါရခိုင်ရခိုင်မှာဒါအေကစစ်တွေအာကြောက်ဖြူမန်အောင်သုံးမျိုးပဲကျွန်တော်အဘတ်တွေကိုလည်း ဆက်ပြီးတော့ထိုးစစ်ဆင်နေတယ်အဲ့တော့တိမ့်ပိုက်ရရှိထားတဲ့မြို့တွေမှာလည်းသူတို့အုတ်ချုပ်ရည်တွေကိုစနေတယ်အဲ့လိုအုတ်ချုပ်ရည်တွေစနေတဲ့အချိန်မှာဒီပေါ့နော်တောင်ကုန်တောင်ကုန်နဲ့မောင်းတော်မှာရှိတဲ့အာပေါ့နော်ဟိုဒီနမကြီးတထေးပေါ့နော်ဒါဦးကြောက်တောင်တတော်များကြားဘူးလားကြားဘူးပါလိမ့်မယ်ပေါ့နော်အဲ့တော့အာဒီဦးကြောက်တောင်ရဲ့လုပ်ငန်းတွေကိုရခိုင်ပြည်သူအစိုးရအနေပြီးတော့ပိတ်သိမ်းလိုက်ပြီး ချိတ်ပိတ်တင်းဆဲလိုက်ပြီเนาะအဲ့တော့အဲ့ကပြည်သူတူကတော့ပြောတယ်ဟလာဒီဥကြောက်တောင်ရဲ့လုပ်ငန်းတွေကို ပိတ်သိမ်းတာကိုသူတို့ထောက်ခံတယ်ဒါဟာလုတ်တင်တဲ့လုပ်ရက်တစ်ခုဖြစ်တယ်ဆိုတော့သူတို့ပြောတယ်ဗောနော်အဲ့တော့အာအဲသူကဒီအိမ်တွေ လုပ်ငန်းတွေကိုတောင်ကုတ်တင်မဟုတ်ဘူးမောင်းတော့ကဥစ္စာတွေပါအကုန်ချိတ်ပိတ်တာလို့ကျွန်တော်တို့သိရတယ်ဗောနော်အဲ့တော့ဒီဥကြောက်တောင်ကလည်းအာပြောရမယ်ဆိုရင်ဒီဟိုပါဗောနော် ဟိုဒီရခိုင်ပြည်နယ်မှာရှိတဲ့ခရိုနီတွေထဲမှာစစ်တပ်နဲ့ပေါင်းပြီးတော့အာ empire တွေတိစောက်ထားတယ်စီးပွားရေး empire တွေတိစောက်ထားပြီးတော့တော်တော်လေးကိုလက်သက်ခြေသက်နဲ့ပြည်သူတွေစီကမတရားဟိုပါဘောနော်ဘယ်လိုပြောမလဲဟိုစီးပွားရှာလာတဲ့သူတူးလို့ကျွန်တော်ပြောလို့ရတယ်ဗျအဲ့တော့ဒီလိုလူတူးစီကနေပြီးတော့အခုတော်လှန်ရေးတပ်တွေဟိုပေါ့နော်ဒီနယ်မြေတွေကိုတိမ့်ပတ်ရရှိတဲ့အခါမှာတော့အာဒါတွေကပေါ့နော်ဟိုချိတ်ပိတ်တိမ့်စီပြီးတော့ပြည်သူတွေအတွက်တုံးဆွဲ မယ်လို့တော့အာတုံးဆွဲနိုင်တယ်နိုင်ပြီလို့တော့ကျွန်တော်ပြောလို့ရတယ်ပေါ့ဗျာဟုတ်လားအဲ့တော့ဟိုစစ်ကောင်စီကလည်းဒီဥကြောက်တောင်တို့ကဘယ်လိုထိတောင်ဖော်ပြဘူးလဲဆိုရင်ဟာလားစီးပွားရေးပညာရှင်ကြီးဖြစ်တောင်မှဖော်ပြဘူးလေတဲ့เนาะဒီမှာတားမြစ်အတီပီအကျညာချက်ဟာလား END အရခပြည်သူတော်လည်းအစိုးရစန့်ကျင်သောအဖွဲ့အစည်းလူမှုကွန်ပျူတာနဲ့ပတ်သက်ဆက်ဆက်နေခြင်းသို့မဟုတ်အကြမ်းဖက်အဖွဲ့အစည်းအကြမ်းဖက်မှများနဲ့ဆက်ဆက်နေသောကြောင့်အရခပြည်သူတော်လည်းအစိုးရပိုင်ပြည် တိမ်စီသွားမိဖြစ်သည်သူကတော့ရခိုင်လိုရေးဟာကျွန်တော်မြန်မာလိုဖတ်နေတာပေါ့နော်အဲ့တော့တို့ကြောင့်ထို့ကြောင့်ချိတ်ပေသည့်နေမှာစာရေးမိသူများကျူးကျော်ခြင်းရောင်းဝယ်ခြင်းနေထိုင်ခြင်းမပြုလို့ရလိုက်နာမှုမရှိဘဲပြုလို့တော့မိသူကိုမဆိုအရေးယူသွားမိဖြစ်သည်တဲ့နော်အဲ့တော့ဒါကသူ့ရဲ့အာလုပ်ငန်းဆိုရင်နေလာတက်စာဒီမှာထူးခြားတာတခုကပုံတပုံတက်လာအပေါ်နေအောင်နေအောင်ကဟိုတလောတော့ကကယ်နီဘီပေးပွဲမှာအောင်မင်းမေးရဲ့အချိန်မှာ ဟုတ်ကဲ့ဖြေထားတာတခုရှိတယ်။တကယ်တော့ကျတော့နေအောင်လို့ကလည်းဘောနော်ဟိုကောင်းတဲ့သူလားဆိုတော့မကောင်းဘောနော်ဒီစစ်ဆိုးရနဲ့စစ်ဆိုးရလက်ထက်ဒီမှာတောင်းလျှောက် policy ကားတွေရိုက်တယ်။အာပြီးတော့ဟောဘောနော်ဒီစစ်ဆိုးရနဲ့ပေါင်းပြီးတော့ဟောတရားမဝင်စီးပွားရေးလုပ်ငန်းတွေလုပ်တယ်။အာပြီးတော့ပြောမယ်ဆိုရင်ပြောဗျာဟိုရုပ်ရှင်တရုတ်ဆောင်ကောင်းလို့ပြင်ပလောကမှာလည်းတရုတ်ဆောင်ကောင်းကောင်းနဲ့ဘောနော်လုပ်ငန်းတွေအများကြီးပိုင်ဆိုင်ထားတဲ့သူတူလို့ကျွန်တော်ပြောလို့ရတယ်။ဟောပြောရမယ်ဆိုရင် ဟုတ်လားအဲ့လိုပဲဒီယာခရိုနီနဲ့ပေါင်းပြီးတော့ဒီမှာဟလာတောက်စားပျော်ပါနေတဲ့ဥုံတော်ပုံကလည်းဒီမှာတက်လာဟုတ်နော်အဲ့တော့ဟိုခရိုနီရဲ့နေကိုအခုအချိန်မှာတော့ကျွန်တော်တို့ကခရိုနီတွေပေါ့နော်အခုအချိန်မှာတော့ဒါခစ်ပြတ်နေတဲ့အချိန်မှာဟလာအာမရရအောင်အာတင်ရစာဒရီလုတ်ပိုင်ခွင့်တွေကိုစစ်ဆိုးရနဲ့ပေါင်းပြီးတော့ယူတယ်အာဒါပေမဲ့ပြည်သူတော်လှန်ရေးအနိုင်ရရှိတဲ့နေကြရင်တော့ဒီခရိုနီတွေရဲ့ စီးပွားရေးလုပ်ငန်းတွေဟာလည်းချိတ်ပိတ်သိမ်းဆည်းခံရမှာဖြစ်တယ်။ဘာလို့လဲဆိုတော့ဒါတွေဟာတရားမဝင်နီလန်းနေနဲ့ရလာတာဖြစ်တယ်။လက်တင်ရစားတော့ခေါ်ပြီးတော့ဘောနော်ဟိုပြီးခဲ့တဲ့ရခဲ့တဲ့အရာတွေဖြစ်တဲ့အတွက်ဒါတွေဟာတရားမဝင်ဘူးလို့ကျွန်တော်ယူဆလို့ရတယ်လို့ဥပဒေနဲ့လည်းမညီညွတ်ဘူး။ဒါတွေကပြန်လဲသိမ်းဆည်းချိတ်ပိတ်ရမှာဖြစ်တယ်ဘောနော်။အဲ့တော့ခရိုနီတွေကြည့်နေကြည့်တာအခုအချိန်မှာဘလို့ပြောမလဲရှိတဲ့ဥစ္စာလေးຫນွေဥပန်တို့ဘာလို့မှတော့ထိဟိုထိနေတော့ထိတာဘော မထည့်လိုက်တော့ဘယ်လိုကောင်လေးလွယ်ဘူးလို့ပဲပြောမှာပေါ့ဗျာတိလာကဲနောက်တစ်ခုကတော့ကျွန်တော်မနေ့ကဟိုမနေ့ကဗီဒီယိုမှာလဲကျွန်တော်ပြောတော့ပြောပြတယ်ဒီ main online ကဘီလာရုတမရာနဲ့တွေ့တဲ့အချိန်မှာဘောနော်အာသူကဒီ sanction နဲ့ပတ်သက်ပြီးတော့စကားပြောတာဗောနော်အဲ့တော့သူပြောတာက sanction လုတ်တယ်လို့လုတ်တယ်ဆိုလို့ရှိရင်တဲ့ sanction လို့ခေါ်တဲ့အဖွဲ့အစည်းတွေစန့်ကြံဘက်အဖွဲ့အစည်းတွေက တိုက်ခိုက်ခံရတဲ့ software တွေကတဲ့အားစုစည်းမှုကိုပုံမူရရှိစေပြီးတော့မှပြန်ဆန်မှုတွေကိုပြင်းထန်လာစေမယ်ဆိုတော့လေသတိပြုစရာပါတယ်ဆိုပြီးတော့အဆသာအစားဦးတဲ့သူကဆန်ရှင်လုတ်တယ်လို့လုတ်တယ်ဆိုလို့ရှိရင်တဲ့ဆန်ရှင်လုတ်ခံရတဲ့ဖွဲ့စည်းစံကျင်ဘက်ဖွဲ့စည်းကအားစုစည်းမှုကိုပုံမူရရှိစေပြီးတော့မှပြန်ဆန်မှုတွေကိုပုံမူပြင်းထန်လာစေတယ်ဘူးမယ်ဆိုတော့လေသတိပြုမှုလိုပါတယ်ဟုတ်ပြင်ဆင်ဖတ်ရှုပါရဲ့အဲ့တော့ तू ကအဲ့နေဒီသူ့ရဲ့မိန်ခွန်းဆိုပြီးတော့ဗောနော်မင်းရောက်လာရဲ့မိန်ခွန်းဆိုပြီးတော့ဒီ အာမြမအလင်းမှာပေါ့နော်မြမအလင်းတို့ဘာလဲကြေးမုံတို့မှာအာသူကအာပေးလိုက်တဲ့အတိုင်းကိုဒီခေါင်းလေးကပြန်ပြီးတော့ဘယ်ဆောင်မှအက်ဒစ်ပြန်မလုပ်ဘဲတင်လိုက်တာပြောမယ်ဆိုမဲရလိုက်ရရတဲ့နေရာကြောက်တဲ့ပူလိုက်ရဘာလို့မှသူကသူသတင်းစာရှင်းလင်းပွဲမှာအဲပြောလိုက်တဲ့ဗီဒီယိုတော့ကျွန်တော်အခုထိမတွေ့သေးဘူးပေါ့နော်ဒါပေမဲ့အာသူ့ရဲ့မိကွန်းဆိုပြီးပြန်ဖော်ပြတဲ့မြမအလင်းတို့ကြေးမုံတို့မှာတော့အာသူ့ရဲ့မိကွန်းဆိုပြီးပြန်ဖော်ပြတယ်တကယ်တမ်းကျတော့ ပြန်ပြီးတော့မေးခွန်းမထုတ်ရဒီနားအမားနေတယ်ဆိုတဲ့ဥစ္စာများလာဒါမှမဟုတ်စာအုပ်မစီစစ်ပဲနဲ့ဒီတိုင်းပဲတင်လိုက်တာလားတမင်သက်သက်ကိုချောက်တွန်းလိုက်တာလားမသိဘူးတော့မင်းတို့ကနိုင်ငံတော်ခေါင်းဆောင်ကြီးမင်းတို့နိုင်ငံတော်အကြမ်းဖက်ခေါင်းဆောင်ကြီးတယောက်ကိုမင်းတို့အဲ့လိုမျိုးလောက်ရလိုက်လားအဲ့လိုမျိုးလောက်ရလိုက်လားဟမ်ဒါအတွင်းကဖျဲသည့်လက်ချက်ပဲနဲ့တွေ့ရနော်ဒါအတွင်းကဖျဲသည့်လက်ချက်ပဲနဲ့သူပြောချင်တာကျွန်တော်ဆက်ဆက်စဉ်းစားမိတာ soft power ဖြစ်မလားမသိဘူးဘောနော်ဒါပေမဲ့ဒီကောင်ဒီကောင် ဒီကောင်ကဒါကိုတကယ်မသိလို့ဒီဥစ္စာကိုပြောတာပဲဖြစ်လိုက်မယ်ဆော့ဝဲနဲ့ဆော့ပါဝါပုံစံချင်းကတော့နည်းနည်းလေးပေါ့နော်ဆက်ဆက်စဉ်းစားရင်တော့ဆော့ပါဝါများဖြစ်မလားဆိုဒါပေမဲ့ဒီကောင်ပြောနေတဲ့ဥစ္စာတွေကတော့ဟိုပါလေပောက်ကြရတွေပြောနေတာဖြစ်တဲ့အတွက်ပြောနေတာတော့ဗျာဆန်ရှင်မလောက်ခံရတဲ့အာပေါ့နော်အဖွဲစည်းတွေဘာညာတွေအကုန်လုံးကအာပူပါပေါ့နော်စူးစည်းပြီးတော့အာပြန်ပြီးတော့ပြန်တိုက်ပေါ့နော်အဲဒီလိုမျိုးဒီကောင်ပြောနေတာဖြစ်ပါလိမ့်မယ်ပေါ့နော်အဲ့တော့ဟိုအဲ့ဥစ္စာကိုပေါ့နော်ဟို ဘာသာကနေပြီးတော့အင်္ဂလိပ်လိုလည်းပြောကျင်တယ်အင်္ဂလိပ်လိုကြားညက်ပြီးရလည်းပြောကျင်တယ် English လိုလည်း English လိုလည်းကြားညက်ပြီးရပြောကျင်တယ်လာဟိုတိကျလည်းမသိတယ်လူတွေရောက်ပေါ့နော်အဲ့တော့ဗာလဲ interview တွေခဏခဏခေါ်လို့တယ်ဟာလာပြီးရင်မြန်မာလူတွေပြောတယ်အလားပြပပြပခီးစဉ်သွားတယ်ဗောနော်ဥမာရုရှားတို့ဗီလာရုတို့သွားတယ်မြန်မာလူကြီးတွေပဲပြောတယ် very good morning very good morning တသက်ခိုင်ရဲ့ เนาะတသက်ခိုင်ရဲ့ဆရာဆိုတော့လေအဲ့လိုပဲဖြစ်မှာပေါ့ဟုတ်လားတသက်ခိုင်တို့ဟုတ်လား great again great again ရဲ့ဆရာ great again ရဲ့ဆရာเนาะအဲ့တော့သူကဒီဥစ္စာကိုစော်ဝဲဆိုပြီးတော့ပြောတာဖြစ်တဲ့အတွက်ဒီဥစ္စာအကုန်လုံးကိုတရင်ရုပ်တံတွေမီဒီယာတွေအကုန်လုံးကပြန်ပြီးတော့တီးဖြတ်ခိုင်းတယ်တဲ့ပြန်ပြင်ဆင်ခိုင်းတယ်ပေါ့ဗျာပြောချင်တာကတော့เนาะအဲ့တော့မင်းရောက်လာရင်မှားရင်ပြောဆိုတာမဟုတ်ဘူးတကယ်တမ်းကျတော့ဒီကောင်တကယ်မသိတာမှားရင်ပြောဆိုမှုလုံးဝမဖြစ်နိုင်ဘူးမှားရင်ပြောဆိုမှုဆိုတာကျွန်တော်လုံးဝလက်မခံဘူး မိုင်းမပြောဆိုမှုဆိုတာလုံးဝလက်မခံဘူးเนาะအဲ့တော့ဘောနော်ဟိုအင်္ဂလိပ်စာအသုံးအနှုန်းကိုတေချာနားမလည်ပဲနဲ့ဘောနော်ထင်ရမြင်ရပြောဆိုတဲ့အာပုံစံတစ်ခုလို့တော့ကျွန်တော်ကယူဆတယ်ဘောနော်အဲ့တော့ဒီစစ်ဘူတွေကဘောနော်ကျွန်တော်ဝင်လင်းပြော DSR ဆင်းတဲ့ကောင်ပဲဖြစ် DSM ရဆင်းတဲ့ကောင်ပဲဖြစ် DSD ရဆင်းတဲ့ကောင်ပဲသူတို့ကတကယ်တမ်းကြောက်တော့လေအတက္ကသိုလ်ပညာရက်တွေမှာဘာမှအဲ့လောက်မတင်ကြခဲ့ရအောင်နောက်ပြီးတော့စစ်တပ်ထဲမှာတင်တဲ့တင်တန်းတွေပြဥပမာတက်ခွဲမှုတက်စုမှု အာနောက်ပြီးတော့တိုက်ရင်မှုအာနောက်ပြီးတော့ဟိုပါဘောနော်ဟိုဟိုအန်တီဟိုပါဘောနော်အာနဂတဘောနော်နိုင်ငံတော်ကာကွယ်ရေးတပ်ကလို့ဒီလိုကြောင်းတွေမှာတင်တဲ့ဥစ္စာတွေကလည်းဒီပညာရက်တွေကိုဘောနော်အဲ့လိုဟိုတိတ်ပြီးတော့ဟိုဘောနော်အရင်တက်မြောက်အောင်ဆိုပြီးတော့အဲ့လိုမျိုးတင်လိုက်တဲ့ဥစ္စာမျိုးသူတို့စစ်ပညာမှာကျွမ်းရင်ကျွမ်းလိုက်မယ်ကျန်တဲ့ဘာသာရက်တွေမှာဒီကောင်တွေလုံးဝမကျွမ်းကျင်ဘူးအာသူတို့ဒီစစ်တပ်တွင်းမှာလေပက်လေပက်ခဲ့ဘူးတဲ့ပုံစံနေနဲ့ပဲဒီကောင်တွေကအဲ့ဥစားကိုပဲသူတို့ကကဘာကြီးထင်တာအဲ့ဒါကိုပဲသူတို့ကတတ်နေပြီလို့သူတို့ထင်တာ တကယ်တမ်းကျတော့သူတို့စစ်တပ်ထဲမှာတင်ယူခဲ့ရတဲ့ပညာရပ်တွေကအခုနိုင်ငံအုပ်ချုပ်တဲ့နေရာမှာဘာမှအသုံးမဝင်ဘူး။အဲတကယ်ပြောတာဘာမှကိုအသုံးမဝင်တာ။နိုင်ငံအုပ်ချုပ်တဲ့နေရာမှာအရာလုံးနားလည်ဖို့လိုတယ်။စာတွေဖတ်ဖို့လိုတယ်။ဟုတ်ကော။စာတွေဖတ်ဖို့လိုတယ်။တန်တမာရေးတွေတခြားစာတွေအများကြီးနားလည်ဖို့လိုတယ်။နော်။လူတယောက်ကို lesson နှုတ်ဆက်တာကအစနော်။ဒီတန်တမာရေးမှာလူတယောက်ကို lesson နှုတ်ဆက်တာကအစစကားပြောတာအစုံထိုင်တဲ့ပုံစံပုံစံကအစအကုန်လုံးဟာ အာဘောတော့မီဒီယာရှေ့မှာပဲဖြစ်ဓာတ်ပုံတွေမှာဖြစ်ပဲအချင်းချင်းဆက်ဆံနေမှာဖြစ်အရန်ကိုအရေးပါတယ်တကယ်တမ်းကျတော့မင်းအောင်လိုင်းတို့ကဒါတွေဘာမှမကျွမ်းကျင်တကယ်ကိုမကျွမ်းကျင်တကယ်ကိုမကျွမ်းကျင်ဒီကောင်လေးအဲ့ဥစားကိုကိုတိလာပြီးတက်လာပြီးလို့ထင်တယ်သူတို့ရဲ့ကဘာကြီးမှာပဲသူတို့ကပျော်နေတာအဲ့တော့ပျော်နေပြီးတော့တကယ်တမ်းလဲလူရှားသူရှားလဲရောက်တော့ပောက်ကြရီရှောက်ပျော်တာပောက်ကြရီရှောက်ပျော်ဟလာ pH 7နဲ့ပြော pH 9တို့ pH 10တို့ရအောင်ရေထုတ်ခိုင်းတာတို့ weather ကြီးမကောင်းဟလာ weather မကောင်းဆိုရင် လဲတက်လိုက်ပေါ့ကွာဆိုပြီးတော့ဟလာဝယ်ပြီးတော့အစ်စ်တက်လိုက်လို့ပါလို့အဲ့လိုမျိုးဥစ္စာတွေကတကယ်ကိုရှိခဲ့တာဟလာထញ្ញက်ထញ្ញက်တွေကိုမျိုးစေ့ချင်အောင်လို့ပါလို့ပေါ့နော်အဲ့လိုမျိုးဥစ္စာတွေရသဒီကောင်းတွေကတကယ်ကိုဖြစ်ခဲ့တာတွေဟောပြောချင်တာကဘာလဲဆိုတော့အာဒီဒီကောင်းတွေရဲ့စစ်တပ်နယ်ပယ်အတိုင်းဝန်းထဲမှာဘာမှမဟုတ်တဲ့ပေါ့နော်ဒီဝလုံးကောင်းထဲမှာတိခဲ့ရတဲ့အသိပညာဒီကောင်းတွေကကဘာကြီးနဲ့ရင်ပေါင်တန်းပြီးတော့တိုးနိုင်ပြီလို့ထင်တာတကယ်တမ်းကျတော့ဘာမှမတိုးနိုင်ဘူးမြန်မာနိုင်ငံအတွင်းမှာကိုတကယ်တမ်းကျတော့စစ်ဘူတွေဟာ တကယ်တမ်းသိတဲ့တတ်တဲ့ပညာရှင်တွေစကားဝိုင်းမှာတော့ဝင်တိုးလို့မရတဲ့အခြေအနေတခုလို့ကျွန်တော်ပြောလို့ရတယ်။ဟောဟိုကျွန်တော်တို့ကိုယ်တိုင်လည်းဒီတိုင်းဝိုင်းတွေကနေလာခဲ့တာဖြစ်တယ်။အဲ့တော့ဒီဘက်ကိုရောက်လာတဲ့အချိန်မှာကျွန်တော်အများကြီးကိုလေ့လာရတယ်။အများကြီးကိုလေ့လာရတယ်။စကားပြောဆိုတာဘာညာစနောက်ဆုံးနိုင်ငံရေးစကားလုံးအသုံးနှုန်းတွေအစမြန်မာလိုအသုံးနှုန်းကျွန်တော်တို့နောက်ပြီးတော့အင်္ဂလိပ်လိုအသုံးနှုန်းဒီလိုရစအများကြီးလေ့လာရတယ်။အာပြောချင်တာကအဲဥစ္စာကိုတေချာကိုကိုယ်တိုင်လည်းမလေ့လာဘဲနဲ့ ောတော့အသိပညာရှင်အတက်ပညာရှင်တွေကိုခိုင်းတယ်။ဟောငါပြောတဲ့အတိုင်းလို့ငါပြောတာမှအမှန်ငါပြောတဲ့အတိုင်းလို့ဆိုတဲ့ပုံစံတွေကဒီစစ်တပ်အုပ်ချုပ်နေတွေဖြစ်မှာပဲ။ကျွန်တော်တို့နိုင်ငံကလည်းဒီကောင်းလေးခေါင်းဆောင်တွေဘယ်နေရာကိုပဲတော့တော့အဆက်ကကွဲနေအောင်ပါပဲ။ဘယ်နေရာမှမှလည်းပွဲလေတင့်နေမှာမဟုတ်ဘူးဆိုတော့ကျွန်တော်အဓိကထားပြီးတော့ပြောချင်တာပါ။အဲ့တော့နောက်ဆုံးအာဗီဒီယိုလေးတစ်ခုကြည့်အောင်။ဒါကမင်းအောင်လိုင်းဟိုပါပေါ့နော်။ဒီဘီလာရုကနေဘီလာရုနဲ့ရုရှားကပြင်ပလာခြင်းလင်းပေါ်ပါတယ်။ နော်အော်လင်းအောက်တောင်မစင်းဘူးလင်းပေါ်မှာတိုင်းချက်ချင်းကိုဟာလာအင်တာဗျူးဆိုပြီးတော့သူနဲ့အတူတူပါလာတဲ့မြမတန်တို့ဘာလို့မီဒီယာပဲဖြစ်ပါလိမ့်မယ်ဒီမီဒီယာနဲ့အင်တာဗျူးတော်ကိုပေါ့နော်သူကအမေပြန်အောင်တင်ထားသေးတယ်ပေါ့နော်အဲ့ဘာတွေပြောလဲဆိုတော့ကျွန်တော်တို့တစ်ချက်နားထောင်ကြည့်အောင်ပါတီတိုဒီမိုကရေစီစနစ်ကိုတကယ်လိုချင်လို့ရှိရင်ခုပေါင်းဆောင်မှုကတူပါတယ်အဲ့ဒါလို့မှဆိုလို့ရှိရင်ကျွန်တော်နိုင်ငံဘုတ်ချအောင်မြင်ရမယ်ဗျကျွန်တော်ကြာပြောရပါကျွန်တော်သဘောထားပေါ်ပါဒါကျွန်တော်ပြောပြရတယ်ဒီမှာပြည်သူပြည်သားများအားလုံးလည်းအောင်မြင်ကြပါစေဗျာဒီကောင်တွေကပါတီစုံဒီမိုကရေစီစနစ်သာပြောတာ ပါတီစုံဒီမိုကရေစီစနစ်ကိုသွားကြရင်တော့မှပါတီစုံဒီမိုကရေစီစနစ်ရဲ့တကယ်အနှစ်သာရတွေဟာလားဟိုဟာတွေဒီကောင်းတွေဘာမှလုပ်ပေးနိုင်တာမဟုတ်အခုဒီကောင်းတွေတော့ဗဇက်ကနေအပူစာပြောနေတာဒီကောင်းတွေကအာဟိုဥမာပေါ့ NLD ကိုဒီကောင်းတွေ NLD လက်ထက်တော်ကပြောတယ်တပါတီအာနာရှင်စနစ်ကိုဥတည်နေရလားလို့ဘာညာလို့အဲ့လိုမျိုးပါပြန်တကယ်တမ်းကျတော့အာပြည်သူကဒီပါတီကရွေးချယ်လို့အကောင်းဆုံးပဲဆိုပြီးပြည်သူကရွေးချယ်ကြတာလေအော်အာဒီကောင်းတွေအဲ့တော့တပါတီအာနာရှင်စနစ်လားဟဟလား အမေစုပြောခဲ့ဟိုဟာစကားတွေရှိတယ်ဒီသဲပါဆိုကျမတို့အာနာကိုလိုချင်တယ်ဘာလို့လဲအာနာရှိမှပြည်သူကိုပြန်ပြီးတော့အာကျမတို့အပြည်သူအတွက်အလုပ်လုပ်ပေးလို့ရမယ်ဆိုဟုတ်တယ်အဲ့တော့ဒီခေါင်းကြီးကတော့ဘောနော်အာအာနာရှင်ဆိုတဲ့ပုံစံတိုင်းပဲအာနာကိုအလွဲသုံးစားလုပ်တာအဲ့တော့ပြောချင်တာပါတီစုံဒီမိုကရေစီစနစ်လို့သာဒီခေါင်းကြီးပြောနေတာဒီခေါင်းကြီးကနိုင်ငံရေးစနစ်ကတကယ်တမ်းကျတော့အာနာရှင်ကိုပဲဥတည်နေပါတီစုံပဲလာလာပါတီတွေအများကြီးကိုဝင်ပြိုင်ခိုင်းမယ်ဒီခေါင်းကြီးရဲ့အဓိကပြိုင်ဘက်ပါတီတွေကိုလဲဖြိုပြင်မယ် ဟလာဖြူလဲပြင်မယ်ဟလာထောင်ရဲထဲပြင်မယ်ဝါရီလုပ်ပြင်မယ်ဝင်းမပြိုင်နိုင်အောင်လုပ်ပြင်မယ်ပြီးရင်သူတို့ပဲသွားမှာအဲ့တော့ဒီကောင်တွေရဲ့လက်ထက်မှာပါရီဇွန်ရွေးကောက်ပွဲဆိုတာလည်းဖြစ်လာမှာလည်းမဟုတ်သူတို့ကောင်းမွန်တဲ့နိုင်ငံရေးစနစ်ကောင်းမွန်တဲ့ဒီပေါ်တော့တရားမျှတပြီးတော့အာတကယ့်ကိုလွတ်လပ်တဲ့ရွေးကောက်ပွဲတွေဟာလည်းဘယ်တော့မှခါမှာဖြစ်လာမှာမဟုတ်ဆိုတာတော့ကျွန်တော်တွေမဟုတ်ဘူးအားလုံးအားလုံးသိပြီးသားဖြစ်တယ်ဟုတ်တယ်နော်ကောအစစအရာကုတဲ့အောင်လုံးနိုင်ကြပါသေးလို့ကျဆုမကောင်းတောင်းပါတယ်ပါတီစိုဒီဘိုကရေစီကိုယုံကြည်တယ်ဆိုလို့ရှိရင်အောင်ကူပေါင်းဆောင်ပေးကြပါလို့လည်းကျွန်တော်ပြောလိုပါတယ်ဗျာ ်တခြားစုတွေဥဆောင်နေတယ်ဆိုရင်တော့ဒီပါတီဇွန်ဒီမိုကရေစီစနစ်ကိုဟောပေါ့နော်တေချာဟိုဖြစ်တယ်ဆိုရင်ဒါယုံကြည်ရင်ယုံကြည်ကြမှာပေါ့ဒါပေမဲ့ဒီကောင်တွေပြောနေတယ်ဒီကောင်တွေပါဇက်ကပြောနေတယ်ဘယ်သူမှလည်းယုံကြည်မှာလည်းမဟုတ်ကျန်တော့ဗျရုရှားသမ္မတကြီးမစ္စတာပရမီတာပူတင်နဲ့ဗီဒိုရက်သမ္မတနိုင်ငံသမ္မတကြီးရဲ့လူကဆန်ကိုရဲခေကြကြရတော့တရားဝင်ချစ်ချီခီးသွားတာပါအဲသူတို့ကတရားဝင်ဖိတ်တဲ့ကြောင့်ကျွန်တော်တရားဝင်အဲချစ်ချီခီးသွားနေတာတော့ဒါနိုင်ငံအတွက်အင်မတန်ကောင်းတဲ့အားတစ်ခုဖြစ်ပါတယ်။တို့ကသွားတဲ့ခီးစီရင်နိုင်ငံလုံးမှာပဲ အဲကျွန်တော်တို့နိုင်ငံပူးပေါင်းဆောင်ရွက်နေပြည်ကြီးပြပြဆိုတာကျွန်တော်တို့ဒီနောက်ခဏနာအဲနိုင်ငံအတွက်အင်မတန်ကောင်းတဲ့တော်တရားဝင်ချီချီခီသွားတာပါသူတို့ကတရားဝင်ဖိတ်တဲ့ကြောင့်တရားဝင်ဆိုတာခဏခဏချီချီခီသွားနေတာတော့ဒါတရားဝင်တရားဝင်တရားဝင်ဆိုတာနိုင်ငံအတွက်အင်မတန်ကောင်းတဲ့အားတစ်ခုဖြစ်ပါတယ်ကတော့သူကသွားတဲ့ခီးစီရင်နှစ်နိုင်ငံလုံးမှာပဲအဲကျွန်တော်တို့နိုင်ငံပူးပေါင်းဆောင်ရွက်နေပြည်တော်ခြေပြဆိုတာကျွန်တော်တို့ district ဆောင်ရွက်နိုင်ခဲ့တယ်အထူးသဖြင့် CY နဲ့ပတ်သက်ပြီးပူးပေါင်းဆောင်ရွက်ရေးကိစ္စရာတွေပေါ့နောက်နိုင်ငံအပြန်အလှန် သူကကုလူသွားလာရတဲ့တွချက်တွချက်ကိုစားသူဒီပါခီးသွားကာနာတွေတွချက်ဆောင်ရေးပေါ်ပြနောက်တော့ပညာရေးနောက်တိပ္ပံနဲ့ဒီပညာနောက်ချမ်းမာရေးနောက်အားကစားရေးခြင်းမှုဥပဒေနောက်ကာကွယ်ရေးဆိုင်ကိစ္စရတွေဒါတွေလည်းပဲဒီအခြေချပြပြကျွန်တော်တို့စုနေနိုင်ငံရဲ့ပြင်မြန်မာနိုင်ငံရဲ့နိုင်ငံရေးဖြစ်ပျက်ပြောင်းလဲမှုချိန်နေတယ်ရှင်းပြတို့နိုင်ငံလုံးကတော့မြန်မာနိုင်ငံနိုင်ငံရေးဖြစ်ပျက်ပြောင်းလဲမှုအခြေအနေတွေရှင်းပြရတယ်အာပြောမဟုတ်ဥပကသွားတွေးတဲ့သူတွေကလည်းအာသူ့အတိုင်းပဲ အဲ့တော့အာနာရှင်ကြီးလဝိုင်းရိုက်ပြီးတော့တွေ့တွေ့ကြတဲ့ပွဲတစ်ခုဖြစ်တယ်အဲ့လောက်ဒီမှာမီဒီယာမှာအာမသိရင်တို့ကပဲဒီဒီဥစ္စာတွေခန္ဓာတွေအတီးတီးမှာဖွံ့ဖြိုးတိုးတက်လာအောင်အာဆွေးနွေးတယ်တကယ်တမ်းကျဖွံ့ဖြိုးတိုးတက်မှာအဲ့နိုင်ငံပါလေမကောင်းတဲ့စနစ်တွေအစနစ်တွေကိုဒီလိုယူလာအောင်မယ်အားလုံးလက်ခံပါတယ်ကျွန်တော်ရုပ်ကောက်ပဲလုံးမဲ့ချင်နေတဲ့ကျွန်တော်ရှင်းပြရှင်းပြသူတို့ဓာတ်ရဲအားပြီးတစ်ဖောက်ခံနေကြအောင်သူတို့ရှိကကိုယ်စီတွေထုတ်ပြီးတော့လိုက်ပြီးရုပ်ကောက်ပဲမှာအဲလိုက်ပြီးကြည့်ပြီးမဲ့အကြောင်းနဲ့ဒါသူတို့ပြောတာရှိတယ်ကိုကောင်းတာတော့နှုတ်တစ်ဖက်ဒီတွေ့ဆုံခြင်းအပြင်ယုံကြည်မှုတွေအများကြီးရခဲ့တယ်ဗျ ရုရှားနိုင်ငံရောအမှန်တော့ယုံကြည်မှုရမဒီကောင်းတွေယုံကြည်တာမဟုတ်မင်းရလိုက်ဦးတောက်တလဲတစ်ခုလောက်ကြည့်ပါလားရုရှားတို့ပါတော့ချက်ချင်းခွာသွားမှာနော်အဲမင်းဒီကောင်းတော့သူ့ကိုသူအာသူ့ဒီအဖွဲ့တွေယုံကြည်ရပေါ့ဟိုမြောက်ပင့်ပြီးတော့လောက်တာတွေသူ့ယုံကြည်ရပေါ့ဆိုပြီးတော့ဒီကောင်းတော့ပြောပြောနေရပါဘူးဘီလော့စ်နိုင်ငံရောဒါသူ့နိုင်ငံမှာရှိတဲ့ပြည်သူတွေရောမြန်မာနိုင်ငံရောမှာစိတ်ဝင်စားတဲ့တော်တော်ဖြစ်လာတာကိုကျွန်တော်တို့တွေ့ရတာအဲဒါကျွန်တော်တို့တဲ့ ရန်ကုန်နိုင်ငံအတွက်အနာဂတ်တဲ့အကောင်းတဲ့လက္ခဏာတစ်ခုပေါ့ဗျာအဲနောက်တစ်ခုကလည်းပါတီဆိုဒီမိုကရေစီရုပ်ကောက်ပဲလုပ်မှုတော့ကျွန်တော်ပြောကြတာရှိတယ်ဒါကျွန်တော်တို့ခိုင်မှာလုပ်မှာပါပါတီဆိုဒီမိုကရေစီစစ်ကိုတကယ်လိုချင်လို့ရှိရင်အဲကန်တော်ခေါဆာလုပ်နေတယ်ကုဘောဆောက်ခုပဲလုပ်ပါအဲ့ဒါလုပ်မှာဆိုလို့ရှိရင်ကျွန်တော်နိုင်ငံဘုတ်ချအောင်မြတ်မယ်ဗျာဘုတ်ချအောင်မြတ်ကျွန်တော်ခွေးပြောခွေးယုံပေါ့ဗျာပြောရပါအပြည့်သူတွေဒါဒါကျွန်တော်ဒါလေးတော့ဟိုကျွန်တော်ဘက်ကသဘောထားပေါ့ကျွန်တော်သဘောထားပေါ့ဗျာဒါကျွန်တော်မပြောပြရစေကျူးစိမြိုက်တင်ပါတယ်အားလုံးအဆက်သက်ရအောင်မြင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဗျာမြန်မာပြည်သူပြည်သားများအားလုံးလည်းအောင်မြင်ကြပါစေဗျာ တော့အဆဆရာတူတက်မြန်မာပြည်သူပြည်သားများလည်းမင်းရှိနေတယ်ဘယ်သူမှအောင်မြင်မှာမဟုတ်ဘူးအောင်မြင်မှုတွေအကုန်လုံးလည်းမင်းတို့ကပိတ်ဆို့တာနော်ဘယ်သူမှလည်းအောင်မြင်မှာမဟုတ်ဘူးလုံးနေကြပါသေးလို့လည်းကျဆုမကောင်းတော့ပါတယ်ပါတီဆိုဒီဘိုကရေစီကိုယုံကြည်တယ်ဆိုလို့ရှိရင်အောင်လို့ပုံပေါ်ဆောင်ပေးကြပါလို့လည်းကျွန်တော်ပြောလိုပါတယ်ဗျာဘယ်သူမှလည်းပူအောင်မဟုတ်ဘူးအဲ့တော့မင်းရောက်လိုင်းကအာဒီထဲမှာဒီကောင်တချစ်ချဒီကောင်လေးဆုံးဖြတ်ထားတာတခုရှိအဲ့ဒါတခုကဒီရွေးကောက်ပွဲမဖြစ်ဖြစ်အောင်လို့မဖြစ်ဖြစ်အောင်လို့အခုဇန်နဝါရီမှာလုပ်မယ်ဆိုပြီးဒီကောင်ကိုနိုင်ကဗဇက်ကပြောလာပြီအဲ့တော့ ဒီဥစ္စာကိုလုတ်ဖို့အတွက်လည်းရုရှားတို့ဘီလာရုတို့ဒီကောင်သွားပြီးတော့အကူအညီတောင်းထားတယ်အဲဒါကြောင့်မလို့အာဒီရွေးကောက်ပွဲဒီကောင်တွေကမဖြစ်ဖြစ်အောင်လုပ်မှာအဲ့တော့ကျွန်တော်တို့ကလည်းပါလေရွေးကောက်ပွဲမဖြစ်အောင်ကျွန်တော်တို့ကလောက်ကမှာပဲဟုတ်လားနေပယ်ဆောင်ကနေပြီးတော့ကျွန်တော်တို့ကတားရမှာပဲနိုင်ငံရေးနယ်ပယ်ဟာလားစီးရေးနယ်ပယ်နေပယ်ဆောင်ကနေတားရမှာတေးကြတစ်ခုကတော့အာဒီကောင်တွေဒီနှစ်အတွင်းမှာကျွန်တော်တို့ကနယ်မြေအများကြီးကိုကျွန်တော်တို့တင်ပိုက်ရရှိထားဖို့လိုအပ်တယ်ဒါကြောင့်မလို့လည်းနယ်မြေဒီနယ်မြေတင်းစစ်ပွဲတွေကိုဆက်ပြီးတော့ အာကျွန်တော်တော်လိုင်းတက်တွေဆင်နွှဲနိုင်ကိုလည်းကျွန်တော်အများကြီးမျှော်လင့်လာတယ်အဲမင်းအောင်လိုင်းတို့ကတေးချာချာကိုဒီကောင်တွေမဖြစ်ဖြစ်အောင်ကိုလုပ်မှာနော်မဖြစ်ဖြစ်အောင်လုပ်မှာဒါကျင်းသေးတယ်အဲအောင်ဒီဥစ္စာပေါ့လို့မရတဲ့အရာတခုရွေးကောက်ဝယ်လုပ်လိုက်ပြီဆိုဘာပြောသူတို့တို့နိုင်ငံကြီးထွက်ပေါက်တခုဖြစ်သွားနိုင်တယ်ဟုတ်လားအာရွေးကောက်ဝယ်လုပ်ပြီဆိုရင်နိုင်ငံကြီးထွက်ပေါက်တခုဖြစ်သွားနိုင်တယ်ဒီနိုင်ငံကြီးထွက်ပေါက်ကနေပြီးတော့သူတို့ရဲ့တရားဝင်မှုတွေကိုတချို့နေရာတွေကနေပြီးရရှိနိုင်တယ်အခုတရုတ်တို့ဘာလို့လဲဒီကောင်တွေတွန်းနေတယ်ဆိုတာအဓိကအဲ့ဒါတွေပဲ အဓိကအဲ့ဒါတွေပဲအဲ့တော့ကျွန်တော်တို့ဒါကိုလုံးဝဖြစ်လို့မရဘူးတော်လိုင်းရာစုတွေကလည်းအဖြစ်မခံဘူးလို့ပြောတာဖြစ်တဲ့အတွက်ဒီရွေးကောက်ပွဲကိုတော့ကျွန်တော်တို့တကယ်လို့သူတို့ရဲ့အုပ်ချုပ်မှုနယ်မြေမှာနေပြီးတော့ဒီရွေးကောက်ပွဲကိုကြုံလာခဲ့လို့ရှိရင်တော့ကျွန်တော်တို့ပြည်သူတွေရတာနီလန်နဲ့ဆန့်ကျင်ကြပါလို့ပြောနေတယ်ပဲကျွန်တော်ရဲ့ဒီနေ့ဒီလိုအစီအစဉ်ကိုဒီမှာပဲရန်နာကျင်ပါတယ်တော်လန်ပြည်သူများအားလုံးစိတ်လက်ကြည်သာစွာနဲ့တနေ့တောင်ဖြတ်တန်းနိုင်ကြပါစေခင်ဗျာမင်းအောင်လိုင်းရဲ့အချမ်းမတတိုက်ကိုတော့ကျွန်တော်ကထာဝရလက်ကလေးပါပဲခင်ဗျာ Thank you.